င်္ဂလာပါရှင်ဘာမခက်တဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစာပေမေလ26ရက်နေ့မိုးလေပိုင်းသတင်းများကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းအနေနဲ့ အသက်ပေါ်တွန်လာတဲ့ရှာမညမွန်တမရော်နဲ့လက်တွဲပူးပေါင်း၍ဆစ်အာနာရှင်ကိုတိုက်ခိုက်မြို့ TNL ကြီးညာဆိုတဲ့တွင်ပဲဖြစ်ပါရခြင်း။မွန်ပြည်နယ်ခြေပြုတ်ဖွဲ့စည်းထားတဲ့မွန်ပြည်သက်ပါတဲ့ဆစ်အာနာရှင်တိုက်ပြရေး NNSB AD နဲ့မွန်ပြည်လူမျိုးရေးတမရော် MLA တို့ပေါင်းဆက်ဖွဲ့စည်းလိုက်ပြီးရှာမညမွန်တမရော် IM နဲ့ပူးပေါင်းဆောင်ရွက်တော်မူဖြစ်ကြောင်း TNL ကတရားဝင်သတင်းထုတ်ပြန်သည်။မေလ24ရက်နေ့မွန်ပြည်သက်ပါတဲ့ဆစ်အာနာရှင်တိုက်ပြရေး NNSB AD နဲ့မွန်ပြည်လူမျိုးရေးတမရော် MLA တို့ဒီဆစ်အာနာရှင်စနစ်တိုက်ပြ ရေးတန်းတို့ရေးနှင့်ကိုပိုင်ပြထန်ခွင့်အပြေဝရှိသောမွန်ပြည်ပေါ်ထွန်းရေးဟုသောမြင့်မြတ်သည့်ရေးချက်ကိုအတူပေါင်းစေကရမညမွန်တက်မရောရမညမွန်အာမီ IMA ကိုဖွဲ့စည်းထူထောင်လိုက်ကြောင်းကြေညာခဲ့ကြောင်းထို့သို့ပေါင်းစည်းလိုက်သည့်အပေါ် မွန်ပြည်သူလူထုနှင့်အတူလှိုင်လဲစွာကြိုးစုကုန်ပြုပြီးပူပေါင်းဆောင်ရွက်သွားမည်ဟုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးတရနာလီကတရားဝင်သတင်းထုတ်ပြန်ကြေညာသည်။ယနေ့နိုင်ငံရေးစီရေးအခြေအနေအရမွန်ဒေသမှာစီရေးအရှိန်မြင့်တင်နိုင်မှုရန်အတွက်ရမညမွန်တမရဖွဲ့စည်းတည်ထောင်လိုက်တဲ့ပေါ်ကျွန်တော်တို့ရဲ့မွန်ခမာနယ်ဝင်တွေဖြစ်တဲ့ကျွန်တော်တို့ရဲ့သွေးချင်းညီကိုဖြစ်တဲ့ PSLF TNL တောင်းတမရကကျွန်တော်တို့ရဲ့ဖွဲ့စည်းမှုအပေါ်ပထမဆုံးအနေနဲ့ဂုဏ်ပြုကြိုးစုထုတ်ပြန်တဲ့ပေါ်အတိုင်းမတိဝမ်းသာမိပါတယ်။အထူးလေးကျေးဇူးတင်မိပါတယ်ဟု MNSPAD IMA ပြော ော၏ဆိုဝင်ရှိသူနိုင်ကောင်းစကားကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည် မြန်မာပြည်သူလူထုတရက်လုံးအောင်ဆိုးဝါးစွာဖိနှိပ်သက်ပြန့်နေတဲ့မြန်မာစစ်ကောင်ဆောင်တို့ဆက်အနာရှင်ရန်တရားကိုပြည်သူတရက်လုံးကသက်ဆိုင်ရာဒေတာအသေးသေးတွင်ရရလက်နဲ့ကင်ဆွဲပြီးတော်လန်တိုက်ခိုက်နေကြရာအဖိနှိပ်ခံပြည်သူလူထုကြီးအမြင့်ဆုံးသောတော်လန်အင်ကာလာချင်းတို့ရောက်ရှိလာပြီဖြစ်ကြောင်းထို့ကြောင့်မွန်လူမျိုးတို့အတွက်တခုတည်းသောရမညမွန်တမတော်ကိုပေါင်းဆက်ထူထောင်လာသည်မှာမှန်ကန်သောတော်လန်လမ်းကြောင်းပေါ်ရောက်ရှိလာခြင်းပင်ဖြစ်ကြောင်းပလောင်ပြည်နယ်လူမျိုးရေးတူ PSLF DNL ကတည်ပေးထားသည်မြန်မာပြည်ရှိမွန်ဝတအောင်တို့ပါဝင်သည့်မွန်ခမမျိုးနဲ့ ယ်ဆိုလိုသည့်မိမိတို့နှစ်သက်ရာလူမျိုးများကိုဆွေယုံကမိမိတို့၏နေမည်ဒေသနှင့်ပြည်သူလူထုကိုကာဝယ်စောင့်ရှောက်ရန်အတွက်အရေးချင်းပြေပြီးခိုင်မာအားကောင်းသည့်လက်နက်ကင်တပ်ဖွဲ့ကိုစစ်လက်သိသိစွာဖွဲ့စည်းထူထောင်ရန်လိုအပ်သည်ဟုဆိုသည်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် PSL DNL အနေဖြင့်ဖွဲ့စည်းထူထောင်လိုက်သည့်ရမညမော်တမရော IMA ကိုဘွားတူတော်လင်းမဟာမိတ်အဖြစ်သတ်မှတ်ပြီးတော်လင်းဟီမန်ချက်ပန်းနှင့်အမြိုင်အောင်မြင်ရန်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။ ကျွန်တော်တို့ရဲ့ယာမညာမွန်တမရော်ကိုဘဝတူတော်လိုင်းမဟာမိတ်အဖြစ်သတ်မှတ်ပြီးကျွန်တော်တို့ရဲ့တော်လိုင်းပန်းနိုင်အောင်မြင်တဲ့အထိဝမ်းဝမ်းမိအတူတကွာပူပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ကြိုးစိုးထုတ်ပြန်တဲ့အပေါ်ကျွန်တော်တို့တော်လိုင်းရဲ့အတွက်တကယ်ကိုအတန်မေးပါရယ်ကျွန်တော်တို့ရဲ့သွေးချင်းညီကိုတွေအားလုံးဖိနှိပ်ခံမဟာမိတ်တွေအားလုံးနဲ့အတူဒီတော်လိုင်းရင်းကိုဆွန်းဆွန်းတမန်တိုက်ပွဲဝင်သွားပါမယ်ဟု MNSB ADIME ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်းစကားကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်ဆလဘီရခိုင်လူမျိုးများတိုင်းပြည်ချစ်စိတ်ပြတ်တဲ့ရင်စစ်ကောင်စီဝင်ကြီးဦးမောင်မောင်တိုက်တွန်းဆိုတဲ့တရင်ကို တင်ဆက်ပေးပါမယ်ရှင်။စက္ကန့်စီပြောင်းစုဝင်ကြီးဦးမောင်မောင်ရန်ကုန်တိုင်းဝင်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ရန်ကုန်ရှိရခိုင်အရက်ဘက်အသင်းအဖွဲ့ဆေးများမေလ24ရက်နေ့ကရန်ကုန်စက္ကန့်စီအဖွဲ့ရုံမင်္ဂလာခံမာတွင်တွေ့ဆုံခဲ့ကြသည်ထို့တွေ့ဆုံပွဲတွင်ဦးမောင်မောင်ကရခိုင်တိုင်းရင်းသားများအနေဖြင့်တိုင်းပြည်စစ်ဆေးပြသရန်လိုအပ်ကြောင်းတိုက်တွန်းပြောဆိုခဲ့သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုဟာနိုင်ငံတည်ငြိမ်အေးချမ်းမှုပေါ်မှာမူတည်ပြီးနိုင်ငံရဲ့အနာဂတ်ကိုရှေ့ရှုရေးတည်ငြိမ်အေးချမ်းမှုမှသည်ဖွံ့ဖြိုးတိုးတက်ရေးစီဝိုင်းဝန်းလက်တွဲလှုပ်ဆောင်မှုနဲ့တိုင်းပြည်ချက်စဲကိုပြသရမယ်ဟုပြောဆိုခဲ့သည်။ရန်ကုန်သို့ရောက်ရှိနေကြသောနေရက်ဆွန်ခွာရခိုင်တိုင်းရင်းသားများအထက်စားသောက်ကုန်နှလားစားကိုလည်းထောက်ပံ့ငွေပေးသွားမည်ဟုဦးမောင်မောင်ကပြောဆိုခဲ့သည်။နေရက်ဆွန်ခွာပြည်သူများပြည်လည်တည်ငြိမ်မှုရရှိရန်အတွက်လည်းနိုင်ငံတော်ကအင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးယာယီစစ်ဘေးရှောင်ပြည်သူတို့၏လိုအပ်ချက်များကိုလည်းဖြည့်ဆည်းထောက်ပံ့ပေးလျက်ရှိသည်ဟုထပ်မံပြော ့ဆိုခဲ့သည်တွေးဆောင်ပွဲသို့တက်ရောက်ခဲ့သည့်ရသေတောင်မြို့နယ်အတင်းရန်ကုန်မှဒုတိယဥက္ကဋ္ဌဦးမောင်ဝင်းသိန်းကအကြောင်းမျိုးမျိုးကြောင့်အခုရောက်လာတဲ့ကျွန်တော်တို့ရခိုင်တိုင်းရင်းသားတွေကိုစံစီစာပေမိသားစုတစုကိုနှလားစာစီပေးဖို့ပြောလာတဲ့အတွက်ကျွန်တော်တို့စပေးရှောင်များကိုစားလေးစားကြောင်း ုံယူချောင်းပြောကြလိုပါတယ်ဒီနှစ်လစာပြင်နောက်ထပ်လည်းအကူအညီပေးဖို့လည်းပြောကြလိုပါတယ်ဟုပြောသည်ရန်ကုန်မြို့တွင်ရခိုင်ပြည်16မြို့နယ်အလိုက်ဖွဲ့စည်းထားတဲ့အသင်းအဖွဲ့များအလုံးနီးပါးတက်ရောက်ခဲ့ကြသည်မူကမုံတိုင်းတန်ခန်းစားခဲ့ရသည့်ရခိုင်ပြည်အတွက်ပြန်လည်ထူထောင်ရေးမှနိုင်ငံတော်ကမူလအခြေအနေထက်တာလွန်သောအခြေအနေကိုရောက်ရှိရေးကိုဆောင်ရွက်ပေးခဲ့သည်ဟုဦးမမအိုးကအဆိုပါတွေ့ဆုံပွဲတွင်ပြောကြားခဲ့သည် ယခုဆက်လက်ပြီးနေပြည်တော်နှင့်နေကတ်သောပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာအနီးတွင်တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီးပြည်သူထောင်ချီထွက်ပြေးနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နေပြည်တော်နှင့်နေကတ်သောရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာအနီးတွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး ပြည်သူများထောင်နှင်ခြေထွက်ပြေးနေရကြောင်းဒေသပြည်သူများနှင့်စစ်ရေးတရင်ရင်မြေချိုးကပြောဆိုသည်မေလ18ရက်နေ့မှစတင်ပြီးရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းချေးရွာနေတွင်တိုက်ပွဲများစတိုက်ဖြစ်ပွားလာခြင်းဖြစ်ကြောင်းရင်းနှောင်ဇက်တိုက်ဆိုသလိုတိုက်ပွဲများဖြစ်ပွားလိုက်နားလိုက်ဖြင့်နေစဉ်ရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်းကရင်နီ KNDF တပ်များနှင့်စစ်တပ်စစ်ကောင်စီလောက်ခံ PNO ပြည်သူစစ်များကြားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရှိရသည်တိုက်ပွဲများတွင်စစ်တပ်နှင့် PNO ဂိတ်စခန်းချို့ကိုသိမ်းပိုက်ရရှိပြီး PNO စစ်သားတို့ချို့ကိုလည်းအရှင်ဖမ်းဆီးရရှိမှုများ များရှိကြောင်းစစ်ကောင်စီတပ်နှင့် PNU ပြည်သူ့စစ်များကအပြင်းထန်ခုခံနေသည့်ပြင်လေကြောင်းတိုက်ခိုက်မှုများလည်းဇက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်းသိရှိရသည်အခုဆောင်ပြောင်းမှဖြစ်လာတဲ့တိုက်ပွဲတွေကတော်လင်ရင်တက်တွေကထိုးစစ်ဆင်လာတာလို့ပြောရမယ်။ပင်လောင်းလွိုင်းလော်လန်းနဲ့ပင်လောင်းနေပြီးတော့တော်လန်နေမှာတော်လင်ရင်တက်တွေကစားပြီးစစ်ဆန်းနေတဲ့ဘောလေးမြင်ရတယ်။အခုတည်ရသလောက်တော့တော်လင်ရင်တက်တွေကစခန်းသိမ်းတာတွေရှိတယ်။ PNO စစ်သားတွေကိုဖမ်းမိတာတွေလည်းရှိတယ်ဟုဒေသတွင်ရင်းမြစ်ကရှန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည်။ ရှမ်းပြည်နယ်ပင်လောင်မြို့နယ်တွင်နေပြည်တော်သို့တိုက်ရိုက်သွားရောက်နိုင်သောအချက်အချာစစ်ရေးအရာအရေးပါသောမြို့နယ်တစ်ခုဖြစ်ပြီးရင်းနှီးရောင်ကိုတော်လိုင်းတပ်ဖွဲ့များကနေမြေစိုးမိုးရေးရာရှိရန်တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဒေသတွင်ရင်းမြစ်များကသုံးသပ်ပြောဆိုသည်။အကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲများပြင်းထန်လာပြီးစစ်တပ်အထင်အားလာခြင်းပုံအိုချေရွာများကိုမီးရှို့ဖျက်ဆီးခြင်းလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းတို့လို့ဆောင်ပြီးတော်လိုင်းတပ်များကလှုပ်ဆောင်သည်ဟုဆွဆွဲပြောဆိုမှုများကိုလည်းတောင်းလျှောက်ဆိုသလိုလှုပ်ဆောင်လာကြောင်းသိရှိရသည်။ ပုံအိုးရွာတွေကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲနေတာမီးရှို့နေတာတွေကို PNO ရရှိတွေကဘာမှမပြောရဲဘူးပြီးတော့ပုံအိုးပြည်သူတွေကိုဖြောင်းလိနေသေးတယ်အစံဖက်သမားတွေကမီးရှို့တွေဆိုပြီးတော့အဲ့ဒီလိုပဲပုံအိုးနဲ့ကရင်နေသွေးခွဲနေတာပုံအိုးပြည်သူတွေအရန်အားတယ်လို့ထင်နေတော့မဲဟုဒေသပြည်သူတွေကပြောဆိုသည်ပင်လောင်မြို့နယ်တွင်မေလ18ရက်နေ့မှယနေ့မေလ26ရက်နေ့ထိဇက်တိုက်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့်ပင်လောင်မြို့နယ်စောင်းမြောင်းဒေသမှာပြည်သူထောင်ချီ၍စစ်ဘေးဒိန်းရှောင်နေရကြောင်းတောင်ရဆိုင်ပြိုးချိန်ဖြစ်တော့လဲပြည်သူများမှာစစ်ဘေး ရှောင်နေရကြောင်းသိရှိရသည်ဆလဘီဒေါအောင်ဆန်းစုကြည်ရရှိတဲ့ပြည်သူ့ဂုံရီကွန်ပျူမှုကိုတောင်ပြည်သူကိုထိန်လင်းကကိုစားဆုလက်ခံဆွေးနွေးတဲ့တွင်တင်ဆက်ပေးပါမယ်ရှင်အမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ဟိုစတန်မြို့မှာ16ကျင်းမြောက်ပြည်သူ့ကွန်ရီကွန်ပျူတာခန်းနာကျင်းပခဲ့ရာဒီနေ့အတွက်ရွေးချယ်ပေးအပ်ချင်းမြင်ခံရတဲ့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အတွက်သူကိုယ်စားတားဖြစ်သူကိုထိန်လင်းကဆုလက်ခံရယူခဲ့တယ်လို့သိရှိရပါတယ်။ မေလ24ရက်ဒေတာစံတော်ချိန်ညနေပိုင်းမှာကျင်းပခဲ့တဲ့အရိယခန္ဓာမှာ16ချိန်မြောက်ပြည်သူ့ကုန်ရေးကုန်ပြုမှုပေးရခြင်းမြင်ခံရတဲ့လူမှုကောင်ဆောင်တော်ဆန်းစုကြည်ကအာနာသိမ်းမြန်မာစစ်တပ်ရဲ့မတရားဖန်ဆီးချုံနှောင်ခံထားရတာကြောင့်တားပြည်သူကိုထိန်လင်းခေါ်မစ္စတာခင်အရစ်ကကိုစားဆုလက်ခံရယူခဲ့တာဖြစ်ပါတယ်။ ဒီစုဟာမမေးရဲ့ဆွန့်လွတ်မှုများကိုဒါမကလွတ်လပ်တဲ့မြန်မာနိုင်ငံဖြစ်စေခြင်းနဲ့အိမ်မက်ကိုလည်းရည်ညွှန်းပါတယ်ဒီအတွက်ကျွန်တော်တို့ဆက်လက်ပြောဆိုတွန်းလှန်ကြမယ်မကြခင်ဒီမိုကရေစီရမယ်ဆိုတာကိုယုံကြည်ကြရမယ်လို့ကိုထိန်လင်းကပြောပါတယ် အမေရိကန်အခြေစိုက်ပြည်သူ့ကွန်ရက်တဲ့ဟာဂုံပြူမှုပေးရခြင်းမြင့်ခံရသူတာမမောအသိန်းဖွဲ့ဂုံပြူမှုနဲ့တူဒေါ်လာတထောင်ပေးရဂုံပြူပြီးဒီနေ့အတွက်တောင်းဆန်းစုကြည်ကိုရွေးချယ်ရခြင်းမှာအကြမ်းဖက်စစ်အာဏာရှင်ကိုဒုမထောက်ပင်ကြမ်းကြမ်းခံတွန်းလှန်နေတဲ့စိတ်ခွန်အားများကိုဥညွတ်ဂုံပြူခြင်းဖြစ်တယ်လို့ပြည်သူ့ကွန်ရက်အသိန်းဘို့အလုံးမှုဆောင်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဂုံပြူမှုကိုကိုးစားဆုလက်ခံခဲ့တဲ့တောင်းဆန်းစုကြည်ရဲ့တာဖြစ်သူကိုထိန်လင်းကရရှိလာတဲ့စုံဝင်နဲ့ပတ်သက်လို့အခုလိုပြောပါတယ်။ ဒီစုငွေကိုမမေ့လိုပဲမတရားဖန်ဆီးချုံနောင်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများမိသားစုများနဲ့လူငယ်ရည်ရဲ့ပညာရေးအတွက်အသုံးပြုပါမယ်။ဒါဟာမမေ့ရဲ့စိတ်ဝင်စားဆုံးတွေကတခုပါ။ဒီကွန်ယူတိုက်တဲ့စုအတွက် Citizen for Burma ဖွဲ့ကြီးကိုအထူးကျေးဇူးတင်ပါတယ်လို့ကိုထိန်လင်းကပြောပါရယ်။ ဒါပြင်နှစ်30ကျော်ကြာမြန်မာဒီမိုကရေစီအိမ်မက်အတွက်ထောင်ဆန်းစုကြည်ဟာအင်မတန်အရေးပါတဲ့ကောင်းဆောင်တူဖြစ်ခဲ့ပြီးစစ်အုပ်စုကအချင်းချကပြည်သူတွေနဲ့ခွဲပြီးသူ့အတန်ကိုတိတ်သွားစေဖို့ကြိုးစားခဲ့တယ်။သူရဲ့စိတ်တဲ့ဝိညာဉ်အားကိုတော့ချုပ်တောင့်မထားနိုင်ပါဘူးလို့ကိုထိန်လင်းကဆိုပါတယ်။ပြည်သူ့ကောင်ရေးဂုံပြူမှုတွေကနိုင်ငံရေးရည်စည်ကိုမျက်ခြေမပြတ်လိုက်ပါနေတဲ့ပြည်တွင်းပြည်ပကပြည်သူတွေရဲ့အတန်တွေလည်းဖြစ်တယ်လို့အသိဉာဏ်ပြောရေးဆိုခွင့်ရှိသူဦးကျော်ဝန်းနာကဂုံပြူမှုပေးရပွဲခန္ဓာမှာပြောပါတယ်။ 1962ခုနှစ်ဆက်အနာသိမ့်ပြီးတဲ့အချိန်ကနေနိုင်ငံသမိုင်းရဲ့အမှောင်ကြီးတခြားလုံးမှာအများအစုအတွက်ကိုကြိုးဆွန်ခဲ့ကြသူတွေကျွန်တော်တို့နိုင်ငံသားတွေအတွက်သာမကလူပေါင်းလောကအတွက်ဆံပြဖြစ်တဲ့သူတွေဆင်ဆက်မပြတ်ပေါ်ထွန်းခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ဒီလိုလူတွေကကျွန်တော်တို့နိုင်ငံရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ဒီလိုလူတွေကပြည်ရင်းပြည်ပကလူတွေကျေးဇူးတင်နေရမယ့်လူတွေဖြစ်ပါတယ်။ကျွန်တော်တို့အမွန်တမြန်နဲ့ဂုဏ်ယူရမယ့်သူတွေ၊ဂုဏ်ပြုရမယ့်သူတွေဖြစ်ပါတယ်လို့ဦးကျော်ဝဏ္ဏကပြောပါတယ်။ပြည်သူ့ကိုယ်ရေးတင်ဟာမြန်မာပြည်မှာ2021ခုနှစ်ဆက်အနာသိမ့်မှုနောက်ပိုင်း င်းနှွေဦးတော်လိုင်းပြည်သူတွေပြည်သူကောင်းရေးတပ်ဖွဲ့ဝင် PDF တွေပြည်သူတမ်မကြီးဦးကျော်မိုးထွန်းနဲ့နှွေဦးတော်လိုင်းရဲ့အတွင်လူငယ်ရေးအတီထွင်ဖန်နေမှုတွေကိုပြည်သူကောင်းရေးဂုဏ်ပြုမှုတွေဖြစ်ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ဆရာနာသိမ့်မှုမတိုင်ခင်ကလည်း COVID-19 ကာဝေးကုသရေးဆွန်းဆွန်းတမန်ဆောင်ရွက်ခဲ့သူတွေဒေါက်တာရဲလွင်ဦးဆောင်တဲ့မန္တလေးမြို့တော်စီပင်တရားရေးကော်မတီရန်ကုန်မြို့မွတ်စလင်ကုသိုလ်ဖြစ်စေရုံမန္တလေးမြို့ဖောင်တော်ဦးဖုံးတော်ကြီးအသင်ပညာရေးထက်တန်းကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်နဲ့ လူပုံးကိုရေအထဲကဆိုရင်ရန်ကုန်နိုင်ရေးကုညီမှုတင်ဥက္ကဋ္ဌဦးကျော်သူစာရေးဆရာမဒေါ်တန်မြင့်အောင်ဘက္ခဒကျောင်းသားကောင်းဆောင်မဖြူဖြူအောင်တို့လည်းပြည်သူ့ကုန်ရေးကွန်ပျူတာကိုရရှိခဲ့ပူပါတယ်